လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ မကွေးတိုင်းကံကောခရိုင်ရောဒေသစောမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်တဦးကိုအရမအပြုတ်ကျင်ပြီးနောက်တပ်ဖြတ်ကအလောင်းဖြောက်ဖြတ်ခဲ့တဲ့အမျိုးသားတို့ကိုအော်တိုဘာ25ရက်မှာတော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိထားတယ်လို့ဒေသခံတွေကပြောပါရယ်မိန်းကလေးငယ်ကိုတပ်ဖြတ်ပြီးအလောင်းဖြောက်ဖြတ်ကျူးလွန်သူဟာအသက်21နှစ်အရွယ်ကိုမင်းမင်းဆိုးဖြစ်ပြီးသူ့ကိုဒေသအခြေဆိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကအော်တိုဘာ25ရက်ညနေပိုင်းကဖမ်းဆီးထိန်းသိမ်းလိုက်တာလို့အမည်မဖော်လိုတဲ့ဒေသခံတို့ကပြောပါရယ် အော်တိုဝါ21ရက်ကစောမျိုးနေ့အသက်73နှစ်အရွယ်မင်းကလေးကိုမုတ်ဝဲကျေးဖို့အကြောင်းပြချက်နဲ့ကိုမမင်းဆိုက ခေါ်ဆောင်သွားပြီးတဲ့နောက်အရမပြုကျင်တက်ဖြက်က အလောင်းကိုစောမျိုးဆေးရုံဝင်းထဲကအဆောင်အဟောင်းထဲမှာစွန့်ဖြစ်ဖြောက်ဖြက်ခဲ့တာလို့ဆိုပါရယ်။သမီးဖြစ်သူအချိန်မီပြန်မရောက်လို့မိဘတွေနဲ့မိဆွေတွေကလိုက်လံရှာဖွေခဲ့ပေမဲ့ခေါ်ဆောင်သွားသူနဲ့ကလေးငယ်ကူပါမတွေ့ပဲငားရဲ့အကြာမှာတေဆုံးပုတ်ပွားနေတဲ့သမီးဖြစ်သူရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရတာလို့ဒေသခံတူကပြောပါရယ်။ ကလေးငယ်ရဲ့ရုပ်အလောင်းကိုစေးရုံအဆောင်ပြည့်ရဲ့ကရင်အောက်မှာမိုးကစရီအုပ်ပြီးထားရှိခဲ့ရာကြောင်းအရမကျူးလွန်ပြီးနောက်နေရာမှာတင်တက်ဖြတ်ခဲ့ပုံရတယ်လို့သူကဆိုပါတယ်။ဖန်စီခံရချိန်မင်းမင်းဆိုးကိုတိုင်ကအရမပြုကျင့်တက်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းဒေသအခြေဆိုင်ကာကွယ်ရေးတပ်ဖွဲ့ရှင်မှဝန်ခံထပ်ဆိုထားတယ်လို့လည်းနှိစက်သူဒေသခံတွေကပြောပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘသူကဘလို့စီရင်မလဲဆိုတာကိုတော့အမှတ်မိအနေနဲ့မသိရသေးပါဘူး။ အဆိုပါမိန်းကလေးငယ်ကိုအရမပြုကျင်ပြီးနောက်တက်ဖြတ်ကအလောင်းဖြောက်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီးကျူးလွန်သူကိုတေးတန်ပေးဖို့အောက်တိုဘာ20